ကဲ့တူတေတူမတွေအားလုံးပဲမင်္ဂလာပါနော်ဦးလေးဒီနေ့ပြောပြမယ့်အကြောင်းလေးကဘာလဲဆိုတော့ဦးလေးတို့တွေလူပြည်ကိုဘယ်လိုရောက်လာသလဲလူလွယ်လွယ်လာဖြစ်သလဲဆိုနော်အဝိဇ္ဇာဖြစ်เสียသင်္ခါရတဲ့သင်္ခါရဖြစ်เสียဝိညာဏ်နဲ့နော်တော့အမိဝမ်းမှာဝိညာဉ်နဲ့နာယုတ်လာရနော်ဘာကြောင့်လာရတာလဲယခုဘုရားလာရဆိုတော့အဝိဇ္ဇာတဲ့နော်ဒုက္ခသစ္စာမှမသိလို့တဲ့နော် ဒုက္ခသစ္စာမှမသိလို့ဒီခန္ဓာကိုယ်ကြီးကိုဒီခန္ဓာကိုယ်ကြီးကိုဆိုရတဲ့နော်ဟောပြန်ခန္ဓာမှတ်သားပြုပြင်သိဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရဲ့ဖြစ်ပျက်ကိုမသိတော့ဒုက္ခသစ္စာမှမသိတော့နော်သင်္ခါရတွေပြုလုပ်တယ်တဲ့သင်္ခါရတွေကကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရတဲ့နော်ကာယကံဝစီကံမနောကံပေါ့နော်အဲ့ဒါနဲ့လှုပ်တယ်လှုပ်တဲ့အခါကျတော့နော်ရခင်ဘဝတော့အဲ့ဒါတွေလှုပ်လို့ ယခုဘဝမှာเนาะအမိဝဲမှာတရေလာတဲပြီးတော့เนาะအခုဦးလေးတို့ဒုက္ခသစ္စာကြီးရလာတာပဲเนาะအဲ့ဒါကယခင်ဘဝเนาะဒီလိုအဝိဇ္ဇာကြောင့်အဝိဇ္ဇာပြစ်စရာသင်္ခါရသင်္ခါရပြစ်စရာဝိညာဏဆိုအမိဝဲကိုရောက်လာเนาะအဲ့အမိဝဲကိုရောက်ပြန်တော့เนาะဝိညာဏပြစ်စရာနာမယုဘနာမယုဘပြစ်စရာတတ်လာရဏနဲ့เนาะ တတ်လာရနာဆိုတော့နော်မျက်စိနားနှာခေါင်းရှာကိုစိတ်အဲ့ဒီရလေနေတဲ့နဲ့အမြအမားတွေကိုပြုတ်လုံနေတယ်အဝိနော်အဝိဇ္ဇာရှိနေတော့အမားတွေကိုပြုတ်လုံနေတယ်နော်ဖတ်တတ်ပြည့်စရာဝေဒနာတဲ့နော်ဖတ်တတ်ပြည့်စရာဝေဒနာဒီနော်မျက်စိနားနှာခေါင်းရှာကိုစိတ်တွေနဲ့နော်ပြင်းမာနေတယ်အမားတွေကျူးလွန်နေတယ်အဲ့ဒါကြောင့်မလို့တဲ့နော်ဖတ်တတ်ပြည့်စရာဝေဒနာတဲ့အဲ့ဒါနဲ့တိုက်တာနော်အဲ့ဒါနဲ့တိုက်တာ နော်မျက်စိနဲ့တိုက်တယ်အကုသိုလ်စိတ်တွေဝင်တယ်ကုသိုလ်စိတ်တွေဝင်တယ်နော်နားနဲ့တိုက်တယ်နှာခေါင်းနဲ့တိုက်တယ်ပါးစပ်နဲ့တိုက်တယ်နော်တတ်လာရင်နားဆိုဖတ်တတ်ဖတ်တတ်ဆိုတိုက်တယ်နော်တိုက်တော့မှပေါ်လာတာပေါ်လာတဲ့ကောဝေဒနာတွေပေါ်တယ်တဲ့နော်ဝေဒနာတွေပေါ်တယ်နော်ဝေဒနာ၅ခုရှိတယ်နော်နော်ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာ ဒေါမနတဝေဒနာသောမနတဝေဒနာဆိုပြီးတော့ဝေဒနာတွေနော်၅မျိုးပေါ်လာတယ်အဲ့ဝေဒနာတွေ ਨੇ နော်ဝေဒနာပစ္စယတဏ္ဍာတဲ့ဝေဒနာပစ္စယဝေဒနာကြောင့်နော်အဲ့ဝေဒနာတွေပေါ်လာတာ ਨੇ သဘောကျရင်လည်းໄိုက်သွားပြန်အောင်နော်သဘောမကျရင်လည်းဒေါသထွက်ပြန်အောင်သောမနတသောမနတဆိုတာထိပေါက်ပြန်တယ်နော်သောမနတစိတ်ချမ်းသာမှုတွေပေါ်တယ် အရှိကလူတယောက်ကကိုယ်ဆဲသွားရင်ဒေါမနတဝေဒနာတွေပေါ်ပြန်အောင်နော်အဲ့တော့ကိုယ်နားနဲ့တိုက်တဲ့အတွက်နော်ဖတ်တပစ္စယဝေဒနာဆိုနော်အဲ့ဝေဒနာ၅မျိုးပေါ်ပြန်အောင်ဝေဒနာပစ္စယတဏ္ဍာတဲ့နော်ဝေဒနာကိုဖြစ်လို့ဖြစ်မှမသိရင်တဲ့တဏ္ဍာကိုကူးသွားတယ်တဲ့နော်တဏ္ဍာကိုကူးသွားတယ်တဲ့အဲ့နေရာမှာမောဟဆရာတော်ဖေးရဲ့တဏ္ဍာကိုကူးသွားတဲ့နေရာမှာနော်ဝေဒနာပစ္စယတဏ္ဍာဖြစ်တဲ့တွေတဏ္ဍာကိုတဲ့နော် လိုချင်တတ်မှတ်မှုနော်သွားခြင်းနဲ့စားခြင်းနဲ့အိပ်ခြင်းနဲ့မြင်ခြင်းနဲ့ကြည့်ခြင်းနဲ့နော်အဲ့ဒီဟာတွေတဏှာတွေပဲနော်အဲ့တဏှာကြောင့်နော်တဏှာကိုဝေနာနဲ့တဏှာကြားမှာနော်သောတာပန်နဲ့သရဂံဝေနာနဲ့တဏှာကြားမှာနော်နိဗ္ဗာန်ကိုထွက်တယ်နော်နိဗ္ဗာန်ထွက်တယ်ဆိုတော့နော်မဉ္ဇဉ်ဖုန်ဉ္ဇဉ်ရတယ်ပေါ့အဲမဉ္ဇဉ်ဖုန်ဉ္ဇဉ်ကိုတဏှာနဲ့ ဝေဒနာနဲ့တဏှာမကူအောင်လုံနိုင်ရင်ဝေဒနာဖြစ်ပေါ်တိုင်းတဏှာမကူနိုင်ရင်လုံလုံနိုင်ရင်တောတာပံဖြစ်တယ်နော်ဝေဒနာဖြစ်ပေါ်တိုင်းတဏှာမကူအောင်လုံနိုင်ရင်တောတာပံဖြစ်တယ်တဲ့နော်အဲ့နေရာမှာထွက်ပေါက်နော်မဟုတ်ဆရာဘက်ရဲ့ဒေသနာဆက်ဝိုင်းမှာလဲနော်ဝေဒနာနဲ့တဏှာကြမှာထွက်ပေါက်ရှိတယ်အဲ့ဒီမှာကျတော့တောတာပံနဲ့တရားကံထွက်တယ်နော်ဘာဖြစ်လို့သူတို့ကတီလလဲစောင့်ထင်းတယ်စောင့်ထင်းတဲ့အတွက်သူတို့ကအဲ့ရလေထွက်တော့နော် အဲ့ဒါနဲ့ဝေနာနဲ့တဏှာကြမှာသောတာပန်နဲ့သရဂံရနော်နော်သူပါတိဒေသသူပါတိဒေသနိဗ္ဗာန်မြင်ရတယ်နော်အဲတကယ်သေဝရကရောက်မှာတော့အနုပါတိဒေသနိဗ္ဗာန်ကိုရောက်မှာပေါ့နော်အဲ့တော့အဲ့ဒီမှာနော်ဆက်ပြီးတော့ဝေနာဆက်ပြီးတော့ကြည့်လိုက်ရင်တဏှာပြည့်စရာဥပါဒနာဥပါဒနာပြည့်စရာကာမဘဝကာမဘဝပြည့်စရာဇာတိတဲ့နော်အဲ့ဒီမှာကြတော့နော် ီနေရာမှာကျတော့ဘဒုတွေထွက်တယ်လေဆိုတော့နော်ယဟနာတွေကယဟနာနဲ့မြတ်စွာဘုရားသခင်ကိုမြတ်ကြီးနဲ့နော်ပြည့်စုံကဗုဒ္ဓတွေကဇာတိပြန်မရတော့နော်မြမဇာတိလည်းမရတော့ဘာဇာတိမှမရတော့နော်အနာဂတ်မြမဇာတိလည်းမရတော့ဇာတိမရတော့တဲ့အတွက်ဘဝပြတ်သွားတာနော်ဘာလို့ဘဝပြတ်သွားလဲဆိုတော့ကမ္မဘဝပြည့်စရာဇာတိဆိုတော့ဓာတိမရတာဘာဖြစ်လို့လဲဆိုတော့ကံနေကုန်ပြတ်သွားကမ္မပြည့် ကမ္မဘဝပြည့်စည်တဲ့ဇာတိဆိုဇာတိမရှိတော့ဓာတိမရတော့ကံနေလဲကုံသွားတော့ကမ္မဘဝကမ္မဘဝနိရောဓဇာတိနိရောဓဖြစ်သွားနော်ချုပ်သွားဇာတိတွေချုပ်ချုပ်သွားတဲ့အနိမ့်မှန်ဒါလိုက်ကူးရတာနော်ယဟန္တာတို့ပြည့်စည်ကဗုဒ္ဓတို့မြတ်စွာဘုရားသခင်ကုနေနေနော်ကူးသွားတယ်တဲ့အဲ့တော့တောရပန်နဲ့တရာကံကြတော့ဝေဒနာဖြစ်ပေါ်တိုင်းတဏမကူအောင်လုံးနိုင်ရင်တောရပန်တရာကံအဲ့ကြမှာ เนาะถั่วถั่วล้านบ่เนาะถั่วล้านออกปัดเนาะเอ้อแล้วอนาคันนี่จ้ะတော့บะมากู้ตะเลยอวิชชาปิสิยาตินคาระเนาะตินคาระปิสิยาวิญญาณนั้นแหละอมิเว้งโตอ่ะไม่ยောက်တော့เนาะวิญญาณไม่ย่าတော့วิญญาณไม่ย่าတော့ตูอ่ะจ้ะတော့อวิชชาไม่ရှိတော့วิชชาဖြစ်သွားเนาะตูมาไม่ติดอู้สอไม่ရှိตูอ่ะเมียนตริกัดถ่าได้ด้วยตมารีแลอ้าก้าวနေได้ด้วยเนาะ အဝိဇ္ဇာပိစ္ဆာသင်္ခါရသင်္ခါရဆိုတာနော်ကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရအဲ့ဒါတွေဘာမှမသူကမပြတ်မှားတော့မဖောက်ပြန်တော့မဖောက်ပြန်တဲ့တည်းသင်္ခါရပိစ္ဆာဝိညာဏအမိဝဲမှာနော်အမိဝဲမှာလာပြီးတော့တရေမတဲတော့ဘူးတဲ့နော်အဲ့တော့အနာကံကကြတော့အနာကံကကြတော့ခုနကလိုကံနေမကုံသေးဘူးနော် ောင်းတဲ့ကံနဲ့ဆိုးတဲ့ကံနဲ့အဲ့ကံတွေကတော့မပြတ်သေးဘူးကံမပြတ်သေးတဲ့အတွက် तू ကသင်္ခါရတွေ तू ကမပြုတ်လို့မပြုတ်လို့တဲ့အတွက် तू ကကြတော့နော်အမိဝဲမှာဝိညာဉ်တော့အနေနဲ့တော့မတွေ့တော့ဘူးဒါပေမဲ့အနာဂတ်မြမဘုံမှာတော့နော်ဇာတိမြမဇာတိတော့ကျန်နေတော့နော်မြမဇာတိကျန်ဘာဖြစ်လို့လဲဆိုတော့ तू ကကြတော့ကံမကုံသေးလို့ကံမပြတ်သေးလို့နော်နော်ကောင်းတဲ့ကံတွေရောဆိုးတဲ့ကံတွေရောနည်းနည်းကျန်နေသေးတယ်တို့နော်အဲ့ဒါကြောင့်မလို့ ပြမဘုံပြမအနာဂံပြမဘုံမှာပဲရောက်တယ်တဲ့အဲ့နော်အနာဂံပြမတွေကထွက်ပေါက်ကြတော့ကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရတွေသူကမပြုတ်လို့တော့ဒါနဲ့အမိဝမ်းအမိဝမ်းမှာမရပါမယ်အနာဂံပြမဘုံမှာပြမဇာတိတော့တွားရသေးတယ်နော်အဲ့ဒါလေးကိုထွက်ပေါက်က၃ခုရှိတယ်နော်အနာဂံတွေကထွက်ပေါက်ကဝိဇာပိဇာသင်္ခါရသင်္ခါရတွေမပြုတ်ရတဲ့အမိဝမ်းမှာတော့မရတော့ဘူးပြမဇာတိတော့ရသေးတယ် ြန်မာသာတိတို့ရတောရဗာနဲ့တရားခံကြတော့နော်ဝေနာနဲ့တဏှာကြမှာဝေနာဖြစ်ပေါ်တိုင်းတဏှာမကူအောင်လုံနိုင်ရင်တောရဗာနဲ့တရားခံနော်ဖြစ်တယ်အဲ့ကြားမှာထွက်ပေါ့နော်အာယန္နာနဲ့ပြည့်စုံကဗုဒ္ဓရှင်နော်ရှင်သူမြတ်ကြီးတွေနဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေကြတော့ကံပြတ်သွားတော့ကမ္မဘဝပြည့်စရာဇာတိကံနေပြတ်သွားကမ္မဘဝပြည့်စရာဇာတိဆိုကံနေပြတ်သွားတယ် ကံနေနဲ့ပတ်သက်ဘာမှမလုပ်တော့နော်ဘာကံမှမရှိတော့တဲ့အတွက်ဇာတိကမ္မဘဝကမ္မဘဝနေရတာဇာတိနေရတော့ဇာတိချုပ်သွားနော်အဲ့တော့အဲ့ရတာဒီသုံးမျိုးကဒီထွက်ပေါက်ကနော်ဦးလေးရတူတူဒီမှာတွေရှင်းပြတော့နော်အားလုံးကျေးဇူးတင်ပါတယ်တာတို့တာတို့တာတို့